တကြံကြုံနေမှာတော့ရငုံမြို့ရဲ့လမ်းမတွေမှာကားတွေရှိနေပါတယ်။အရင်ကဆိုရင်တကြံမန်းနဲ့ဖွင့်ပွဲတွေကို အကြုံနဲ့ညနေမှာပြုလုပ်ပြီးတော့ရေကစားပွဲကိုစတင်လေးရှိတာပါ။ဒီနှစ်မှာတော့ရငုံမြို့မှာမနက်ပိုင်းကမိုးရွာခဲ့သလိုညနေပိုင်းမှာလည်းကားတွေကအရင်ထက်ကိုရှင်းလင်းနေခဲ့ပါတယ်။ ။ MBS line တွေကလည်းရနားထားတဲ့ line တွေများတဲ့အတွက်ကြောင့်ခီးတဲ့တွေကကားဆောင်ရတာအချိန်ပေးရတယ်လို့လည်းပြောပါရယ်။လမရီဘောမှာတကြံရဲ့အငွေသက်တွေမမြင်ရပေမဲ့ရန်ကုန်မြို့ရဲ့ရက်ွက်တွေထဲမှာတော့ရေကစားနာတွေရှိတယ်လို့ဒေသခံတွေကပြောပြပါတယ်။ဒီနေ့မှာစစ်ကောင်စီကမြို့တော်ဝင်မန်တပ်အပါဝင် လမ်းလျှောက်စကြံတွေလည်းပြင်ဆင်ခဲ့ပါသေးတယ်။မာရှလ28ရက်ကငလျင်လုခတ်ခဲ့ချိန်မှာလူတွေထောင်ထဲချီတည်ဆုံခဲ့တာကြောင့်ဝန်ထဲကြေကွဲနေရချိန်မှာဒဇံပွဲကိုအပျော်ပါးတွေမပါဘဲရိုးရာရင်ကျင်းမှုနဲ့အညီကျင်းပါမယ်လို့ဧပြီလတရက်မှာထုတ်ပြန်ခဲ့ပါတယ်။စစ်ကောင်းဆောင်ထိုင်းနိုင်ငံခရီးစဉ်ကပြန်လာချိန်မတ်လ6ရက်မှာတော့မန်ဒက်တွေကိုစဖြတ်ခဲ့တာပါ။ ပြည်သူ့ရင်မြင်ဝင်းထဲမှာတော့ဖြော်ရည်မန်တက်ကိုဆက်မဆောက်ဘဲထားထားပြီးတော့ရေကစားမန်တက်တွေကိုတော့ပြန်ဖြတ်ကစရုတီတာကျွေးမဲ့နေရာတွေလည်းပြင်ဆင်ထားတာတွေ့ရပါတယ်